ားလုံးလေးမင်္ဂလာနေ့လေးဖြစ်ပါစေရှင်ဒီတစ်ခါဖတ်ပြခြင်းနဲ့ဝိထုတို့လေးရတော့စာရေးဆရာတက္ကသိုလ်မောင်လှသူရေးသားထားတဲ့ချစ်သူလေးရဲ့မျက်နှာဆိုတဲ့မဂ္ဂဇင်းဝိထုတို့ပဲဖြစ်ပါတယ်ဒီဝိထုတို့ကတော့1968ခုနှစ်စက်တင်ဘာလထောက်စပယ်ဦးနှစ်လေအထူးတော်မဂ္ဂဇင်းမှာပါရှိခဲ့တာဖြစ်ပါတယ်အားလုံးပဲနားဆင်ခံစားပေးပါဦးရှင်ကျမကတော့စာဖတ်သူမင်းနှင်းဆက်ဖြစ်ပါတယ် ချစ်သူလေးရဲ့မျက်နှာအခန့်တဲ့ချစ်သူလေးရဲ့မျက်နှာတွေ့နေကြမှုမောင်းမမမြင်ရင်မနေတာအသေးတဲ့ဖိုးရတာနဲ့ပကြီးစေးရည်တိပမာရှုသူငေးငေးလောက်စရာဘဝင်မှာအစင်သာဆွဲမိပြီးတသက်တာရှုမဝနိုင်တာ ကြည်လို့မဝပါချစ်သူလေးရဲ့မျက်နှာကြည်လင်စွာဒီလှတဲ့မျက်နှာတစ်ချင်းကို ထွေးသည့်အတော်ပင်နားဆွဲခဲ့ပေသည်မှန်သည်ဒီတခြင်းရေဒီယိုမှလာသည့်ဖြစ်စေတိုက်ရီကော်ဒါဖွင့်၍ကြားရသည့်ဖြစ်စေထွေးအဖို့အိန္ဒိယမဆောင်နိုင်တော့ပဲစိတ်လုံရှားနေတတ်ပေသည်နှတ်တမျက်နာကိုကြားနေရလျင်ထွေးပိုင်ဆိုင်သောစိတ်အာရုံဟူသည်၍သည်လဲမောင်မောင်ထံပန်းဝဲသာကြောက်နေကြတော့သည်မှန်သည်နှတ်တမျက်နာသည် ထွေးအဖို့တော့မောင်မောင်ထံပန်းစီသို့အရောက်ပို့နိုင်သော တေးတမဲပင်ဒီအခန်းနှင့်တကယ်တော့ထွေးသည် တေးတမမဟုတ် စာတမဖြစ်လေသည်လှတမျက်နာကို ထွေးနာဆွဲသည်အထိနှစ်သက်ခရသည်မှလည်းမောင်မောင်ချာဟုဆိုရပါမည်မောင်မောင်သည် ထွေးကဲ့သို့စာတမမဟုတ် တေးတမဖြစ်လေသည် အဆိုတော်မဟုတ်ပါဘဲလျက်နှင့်မောင်မောင်သည် အမြဲလိုလိုတေးကိုသာညှိစုံနေတတ်သည်ဒါပေမဲ့လည်း ပစက်ထဲတွေ့ရာဟိုတချင်းဒီတချင်းမျိုးတော့မကြီးဆိုတတ်ပါချေမမအမြင်ကြီးဆိုတတ်သောတချင်းကလေးမှလည်းစန်တရားလက်ထော်ရေးဆက်၍အစိုးရကိုတင်ထော်တီးဆိုခဲ့သည့်တတ်တမျက်နှာပင်ဖြစ်လေသည်ချစ်သူလေးရဲ့မျက်နှာတွေ့နေကြမှုမောက်မှမမြင်ရင်မနေသာအသေးသေးဖိုရတာကြားတော့လေမောက်မောက်နှုတ်ဖျားထက်မှလက်တမျက်နှာကိုဖွဲ့ဆိုထားသည့်တချင်းစာသားကလေးများကိုပင် နှုတ်တိတ်မကျက်ရပါပဲလျက်နှင့်ထွေးတယောက်အလွန်ရာလာလေးသည် ထွေးအဖို့မောင်မောင်လိုတော့အတန်နေအတန်ထားနှင့်မစိုးကြည့်မိတော်လဲနှလုံးသားကမူတိတ်တခိုးစိုးကြည့်မိကခံစားရလေးသည် တွေ့နေကြညပုံနေရဲ့ကလေးမှ မောင်မောင်ပြန်သွားသည့်အခါမျိုးကြကားမှ ထွေးသည်ဆွဆူရှက်ရှက်အတန်ကလေးနှစ်ပင်ဖွင့်လို့စိုးကြည့်တတ်မိသည် မဟုတ်ပါလားမှန်သည်လက်တမျက်နာသည်သာမှ တတမျက်နာသည်သာမကိုစားမဟုတ်ပါလား။ဒါကြောင့်ဒီဒီယိုမှလက်တမျက်နာလာနေလျင် ထွေအဖို့သူမ၏ရင်သွင်းတဲ့၌မောင်လာရောက်တည်ဆိုပြနေပြီးသို့ခစ်သူတို့ဘာဝစိတ်ကူးမှုတဲ့ရှာသည် ထွေ၏အတွင်းနှင့်စိတ်ကူးရင်ကဘာတွင်မောင်မောင်သည်ရွှေမင်းသားကလေးသည်အခန့်တော့မောင်ကိုထွေခြင်ရသည် တမြင်မြင်ခံစားရသည့်အထိခြင်ရသည် အသက်ပေး၍ အသည်နေအောင်လဲချရသည် မောင်ဤပြောရွှင်နေသော မျက်နာကလေးကို ထွေတနည်းမမြင်ရလျင်တသက်ထင်သည့်အထိဆွဲလန်းခဲ့ရပါ၏မောင်တယောက်လည်းထွေကဲ့သို့ပင်ရှိချင်မည်ဟုထွေကအကျွင်းမဲ့ယုံကြည်ထားပေသည် ထွေဤနှလုံးသားမြေသို့မောင်စတင်ရောက်လာသည်မှာတိတ်ပြတော်နေတနည်းမှာပင်ဖြစ်သည်ထွေတို့နေထိုင်သောဝိဒာမီယာခြံနှင့်ဘေးချင်းကက်ခြံမှအိမ်မင်းမြင့်ကြီးသို့ မောင်တို့မိသားစု ရောက်ရှိလာကြခြင်း ဖြစ်ပေသည်ထွေးအိတ်ခန်းနှင့်မောက်အိတ်ခန်းတို့မှတန်း၍နေလေသည် ရောက်စားကမောင်ကိုအဲ့ချိန်မှလွဲ၍တွေ့ရခဲ့သည် မောင်ဘဲကိုများတွားတွားနေပါလေမောင်မှာရည်စားများရှိနေသလားမောင်ကိုစိတ်ဝင်စားမိသောထွေးသည်မစီမဆိုင်တွေးပူမိခဲ့သည်ညညမောင်ဘဲအချိန်ပြန်ရောက်သည်မသိသကောင်ရန်တိုင်ထွေးဝတ္ထုဖန်နေသည့်အထိမောင်ပြန်ရောက်လာသည်ကို မတွေ့ရပေ။အိုး ထွေရမင်းကလေးပါ မင်းကလေးတယောက်ဆိုပြန်တော့လေရှိတင်သောမာနစောင်းစည်းအပ်သောအိန္ဒိယကိုမှမဆောက်ထိုင်းလျင်မင်းကလေးပိတာနိုင်ပါတော့မလားဒါကြောင့်မောက်အလာကို ထွေတမင်မဆောင်တော့ပေဝတ္ထုဖန်ရင်သာစောင့်မျှော်တတ်လေသည် မောက်မလာနိုင်သည့်အစုံညလုံးတွေဖန်လာပြီးအိတ်ချင်နာသည့်အစုံတွင်တော်မူထွေးသည်ဂျပန်ကော်ရုံကလေးကိုဖက်ကအိတ်ပြောသွားတတ်သည်အိုးထွေးနဲ့အတူမနေရသေးလို့ပါ ီလိုသွားချင်နိုင်သွားအဲ့ချင်တဲ့အချင်းပြန်အိမ်လို့ဘဲရမလဲထွေးသည်အပြိုရိုင်းမှကလေးပမာဒီလိုစိတ်ကူးရင်က တွေးမိတတ်ချေသေးသည်ဒီလိုအပြိုရိုင်းစိတ်ကလေးဖြင့်တွေးမိလို့လဲထွေးအဖို့မောင်းနှစ်စုံစီခဲ့ရလေသည်ရွေးနှန်းဝတန်းညဦးရန်ကိုတော့ထွေးတသက်တွင်ဘလို့များမေ့ပြောင်းလို့ရနိုင်ပါမည်နီထွေးညဦးရန်မှာပင်မောင်းနှစ်ထွေးတို့စတင်တည်ကျွမ်းခဲ့ရသည်မဟုတ်ပါလား ထွေဤအနှစ်20မြောက်မွေးနေ့ပါတီပွဲသို့မောင်ရောက်လာရုံမျှမကလက်ပါသောအော်တိုစာအုပ်ကလေးတအုပ်မွေးနေ့လက်စာအဖြစ်ပေးသွားကအခြေတစ်ပုဒ်ကိုလည်းစံတရားဖြင့်စိုးတီးပြသွားရှာသေး၏ထိုတခြင်းကလေးမှလည်းထွေခံစားမိသည့်အထိဇွဲနဲ့နှစ်သက်ခရသောလက်တမျက်နှာပင်သည် အပောင်းအသိမိတ်ဆွေတငယ်ချင်းများလာသောထွေဤမွေးနေ့ပါတီပွဲမှာတကောင်ရံကျော်မှပြီးဆုံးခဲ့ပေသည် ထွေးအိတ်ခမ်းထဲတွင် ဝင်းနှင့်လက်ဆောင်တို့မှရေတွက်လို့မရလအောင်ပင်ညပြလာသည် ထိုအဖိုးတန်လက်ဆောင်များအလယ်မှမိုးပြာရောင်ဖဲကျိုးကလေးနှင့်တက်တက်ရရချီနှောင်ထားသည်ဗရဲများသွေးရောင်မောင်းလက်ဆောင်အော်တိုဆာအုပ်ကလေးကို ထွေးအနစ်သက်ဆုံးဖြစ်ခဲ့ရပေသည် ထွေးသည်အဝယ်စားများလဲလှယ်လို့ပြီးသွားပြီးနောက်ဖဲကျိုးကလေးကိုမဖြည့်သေးပဲမောင်းအော်တိုဆာအုပ်ကလေးကိုရင်ဝင်အပ်ထားလိုက်ရှာသည် အော်တိုဆောက်တွင်ပဲလားမောက်မာတန်းလွာများတပါးလဲပါအောင်မလားအပြိုရိုင်းစိတ်ဖြင့်ဒီလိုတွေးမိတော့ထွေးသည်ချက်ချင်းမဖြစ်ရသေးပဲရခောင်းနေရှာသည် မောက်မာတန်းလွာလဲပါရမှာပေါ့ဖွင့်မကြည့်ရသေးတော့လဲထွေးစိတ်ကတည်နေသည်နှလုံးသားချင်းများအသိပေးလေသလားအော်စိတ်ကူးရင်ပါပြီထွေးရင်ထွေးစိတ်ကူးရင်ဒီအတိုင်းမိုးပြရောင်ဖဲကျိုးကလေးကိုဖြေးလိုက်တော့အခါအော်တိုဆောက်ကလေးထဲမှာ ဘာသာမှထွက်ကြမလာတော့လဲအော်တိုစာအုပ်ကလေးကိုလှမ်းလို့ကြည့်လိုက်သည်ပထမမျက်နှာမှာပင်မောက်မာတန်းလွာကိုဖက်လိုက်ရပေသည်တမျက်နှာနှစ်မျက်နှာမဟုတ်ပေစာမျက်နှာ90ကျော်သည့်အော်တိုစာအုပ်ကလေးတအုပ်လုံးပင်ဖြစ်သည်စာရွက်ကလေးတွေကပပလွလွမှုတစ်ဖက်တည်းရေးထားသည်မောက်မာတန်းရှည်ကိုမဖက်ရမီကပင် မောင်ဘဲသူခန်းစားနေရရှာမီကို ထွေးနှလုံးသားကသိပြီးဖြစ်နေသည်မောက်မာတန်းရှည်ကို ထွေးဖက်မိသောအခါအခန်းလေးနှလုံးသားချင်းခင်မရသောထွေးအခွင့်သာလိုပါလိုက်တဲ့မောက်မာရန်နဲ့ပတ်သက်ပြီးထွေးအဖို့အနောက်ရှက်ဖြစ်မဲဆိုရင်ဖွင့်လို့စေချင်ပါတယ်။ဒါပေမဲ့မောက်မာရန်ကိုတော့စောင်းအောင်ဖက်စေချင်ပါတယ်ထွေးရဲ့ဒီစာကိုထွေးဖက်နေတဲ့အချိန်မှလေမောက်ရင်တွေခုန်နေမလားမသိဘူးထွေးရဲ့လူဝင်းကျွင်မှာလုံယူလှုပ်စင်တရက်အနေနဲ့ မိန်းကလေးတယောက်ကိုစိတ်ဝင်စားလို့ရှိရင်ပထမမိတ်ဆက်ကြတယ်။ခင်မင်းရင်းနှီးလာကြတော့ချစ်လာပါသည်ဆိုပြီးရင်ဖွင့်တတ်ကြတယ်။မောင်ကတော့ဒီလိုမဟုတ်ဘူးထွေး။ထွေးကိုမြင်မြင်ချင်းစိတ်ဝင်စားမိတယ်။ချစ်မိတယ်လေ။ဒီလိုချစ်မိတဲ့အကြောင်းရင်ဖွင့်မိလို့ကြိုင်းလေတယ်။အချိန်စောလေတယ်လို့တော့မောင်မယူဆမိဘူး။မောင်ဖို့တော့လောကကြီးမှာစန့်ကျင်ဘက်နေဖြစ်တဲ့လူသားနှစ်ဦးချစ်မိကြတယ်ဆိုတာကမ္ဘာနေရာမှာကြမ်းကြီးတွေက စားပိုက်ကလေးတစ်ပိုက်ပဲလို့ထင်နေထွေးအခုလိုမောင်ကအစပြုတဲ့နေရာမှာအချစ်အပြစ်တမာတွေဖွင့်ပြလိုက်လို့လူရင်းကြီးတယောက်ရဲ့လို့တော့မထင်လိုက်ပါနဲ့ကွယ်မောင်ကတော့ပုတ်ပွေနင်းနင်းပဲပြောတတ်ရစ်တတ်တယ်ထွေးစာရေးစရာတရားမဟုတ်တော့လဲကြပြဆန်ဆန်ဖွဲ့နှွယ်မရည်တတ်ဖို့ပေါ့ကွယ်စုံကန်းတိုင်အောင်တော့တဲကြီးခံပြီးဖက်စီချင်ပါတယ်ထွေးရဲ့ထွေးကိုမြင်မြင်ချင်းစိတ်ဝင်စားမိတယ်ချစ်မိတယ်ဆိုတော့ထွေးယုံမှာမဟုတ်ဘူး ဒီလိုချင်းရေးကြိုင်ရေးကိစ္စမျိုးကိုမြို့နယ်ထဲမိန်းကလေးတယောက်အနေနဲ့တူတောင်းလာတဲ့အချိန်ပိုင်းကလေးမှာစုံဖြတ်ဖို့မသင့်ဘူးဆိုတာလေမောင်နားလဲပါတယ်ထွေး။အော်မောင်ကကိုကိုကိုမောင်လို့တင်စားခေါ်နေလို့တင်စည်းတယ်လို့မထင်လိုက်ပါနဲ့ကွယ်။မောင်နာမည်ရင်းကမောင်မောင်လေးငငယ်ကလေးကကိုကိုကိုမောင်တက်ခေါ်တဲ့အချင်းရနေလို့ပါ။ဒါပေမဲ့ထွေးအတွက်မောင်ဆိုတာကတော့တိကျပိုင်ဆိုင်ရမယ့်မောင်ပါနော်။ ထွေးကိုမြင်မြင်ချင်းစိတ်ဝင်စားမိတယ်။ချစ်မိတယ်ဆိုတာမောင်မခိုင်လုံးတဲ့အကြောင်းတွေရှိပါတယ်ကွယ်။မောင်ဟာမိမတွေမြင်တိုင်းစိတ်ဝင်စားတဲ့ချစ်တတ်တဲ့ယောက်ျားစားမျိုးတော့မဟုတ်ပါဘူးထွေးရဲ့။ပြီးတော့ထွေးဟာလည်းမောင်ဘဝမှာပထမဆုံးစုံစည်းရတဲ့မိန်းကလေးတယောက်မဟုတ်ဘူးဆိုတာတော့မောင်ရိုးရိုးတသားဝန်ခံပေးရစီ။လွန်ခဲ့တဲ့၅နှစ်လောက်ကမောင်မိန်းကလေးတယောက်နဲ့အသေးနဲ့အောင်ချစ်ခဲ့ဘူးတယ်လေ။ ဒီတော့ကမောင်ကတက္ကသိုလ်နေမြရစာနှစ်ပေါ့ကွယ်။မောင်ချစ်သူကတော့ပွန်ဖိကျောင်းသူလေးလှိုင်းဆိုတဲ့မိန်းကလေးလေးတကယ်တော့လှိုင်းဟာ မောင်တင်စားခေါ်တဲ့နာမည်ပါထွေး။မောင်ညီမကလေးတက်တက်နဲ့တဒန်းနဲ့ဆိုတော့မောင်နဲ့လှိုင်းတို့စုံစည်းခဲ့ရတာပေါ့ကွယ်။ဒီတော့ကလှိုင်းဟာခုနှစ်တန်းကျောင်းသူကလေးပဲရှိသေးတယ်။ခုနှစ်တန်းကလည်းအစိုးရစစ်ဖြစ်နေတော့မောင်ကလှိုင်းကိုညီမကလေးတက်တက်နဲ့အတူတိလိုက်ရင်ကျောင်းသူတွေညံ့လေရှိတဲ့ မြန်မာစာနဲ့တင်ချအောင်ပြပေးခင်ရတယ်လေဒီဘာသာနှစ်ရက်စလုံးမှာမောင်တော်လို့တော့မဟုတ်ဘူးပေါ့ကွယ်ဒီလိုစာပြပေးရတဲ့ရက်ပိုင်းအတွင်းမှာပဲမောင်နဲ့လှိုင်တို့ရင်းနှီးခွင့်ရခဲ့ကြတယ်တခါຫນွေဦးရောက်လာပြန်တော့လေလှိုင်နဲ့မောင်ဟာကြိုက်ခမီလို့ပင်လေကန်းချီဒေသမျိုးမှာစုံစည်းမိခဲ့ကြပြန်နေအဲ့ဒီမှာပဲလှိုင်နဲ့မောင်တို့အချစ်ဟာစခဲ့ပြီးပင်လေမှာပဲအဆုံးသတ်ခဲ့တယ်လေဒီနေ့စင်ဖုံးဖက်မှာ လိုင်းနဲ့မောင်တို့အတူရေချိုးရင်လိုင်းရဲ့မမြင်ရလေတဲ့ဘဝကျမကိုလိုင်းတို့ကခေါ်ဆောင်သွားရှာတဲ့ထွေးရဲ့မောင်ချစ်ခဲ့ရတဲ့လိုင်းတရားလိုင်းကြားထဲမှာဘဝကိုဆုံးသွားရှာတဲ့ကြေကွဲလွမ်းစွပွေပကြီးကားတစ်ချက်ကိုလည်းဒီကနေ့အထိ မောင်မျက်စီမှာပဲမြင်ရနေသေးတဲ့ထွေးရဲ့ထွေးကိုမောင်ချစ်မိခဲ့တဲ့အဓိကအကြောင်းဟာလည်းလိုင်းနဲ့ထွေးဟာရုပ်ရည်ချင်းနဲ့ဆင်နေအနေထိုင်ချင်းနဲ့တူတယ် ိမ်မွေပုံချင်းနဲ့ခွဲမရဘူးဆိုတော့မောင်အနေနဲ့ထွေးကိုမချစ်ပဲစိတ်မဝင်စားပဲနေပါမလားထွေးရဲ့ထွေးနဲ့စုံစည်းခဲ့ရတာဟာမောင်အဖို့တော့ပျောက်ဆုံးနေတဲ့ပစ္စည်းဟောင်းတစ်ခုပြန်ရတယ်လို့ပါပဲထွေးရဲ့ဒီပစ္စည်းကိုရယူပန်းဆိုင်ခွင့်ဆိုတော့ထွေးရဲ့အဆုံးဖြတ်ပေါ့လေမောင်အနေနဲ့ပန်းဆိုင်ခွင့်မရတော့မှထွေးကိုတစင်းစိတ်တွေးနေရရင်ပဲဖြစ်ဖြစ်ညီနေရရင်ပဲဖြစ်ဖြစ်မောင်ချမ်းမြေ့လာပါပြီထွေး ထွေးသိနေမလားတော့မပြောတတ်ဘူးရောက်တဲ့ညအစပြီးမောက်အိတ်ခန်းတကကက်ချားကလေးတွေရာထွေးကိုတိတ်တခုချောင်းကြည့်ခဲ့ရတာအမောပဲထွေးရဲ့ဟုတ်တယ်ထွေးမောက်ဖို့တော့ထွေးရဲ့လှတဲ့မျက်နှာလေးကိုမြင်နေကြမို့လားမပြောတတ်ဘူးမမြင်မတွေ့ရတဲ့အခါတွေမှာရင်ထဲဖို့ခဲ့မိတယ်တကယ်တော့ထွေးရဲ့အလက်ဟာနက်ပချီတမျှညွတ်မြေသူငေးလာအောင်အဋ္ဌိယနယ်ဝင်လှသွေးကြွယ်နေတယ်မဟုတ်ပါလားထွေး ီများလောက်ဆိုရင်မောက်ချစ်ကိုနားလဲပြီးပေါ်ထွေးရင်ထွေးခင်းပေးမဲ့ပန်းတရားကိုရှောက်လို့တဲ့မောင်မောက်ချစ်မာတန်းရှိကို ထွေးဖက်လိုက်ရတော့ခါအခန်းကမောက်ဖွေပေးထားသည့်မြစ်တာတကားကိုထွေးချစ်တလန်းဝင်မိသည်နိချမ်းမြေရလေသည် မောင်နှင့်အတူမြစ်တာခီးနန်းပေါ်တွင်လက်တွဲလျှောက်ခဲ့ရသည်လားထွေးဘဝတွင်ကျင်းနူးနှစ်သိမ့်ရသည်မရှိခဲ့ဘူးပေတကယ်တော့မောင်သည် ထွေးဤကဘာပင်မဟုတ်ပြီနော်။နားရောင်ရှုံးမြသောညမျိုးမှာပုံနည်းအဝယ်မောင်းနှင်းအတူချစ်တင်းနှောခဲ့ရသည့်အဖြစ်တဲ့မျိုးကိုလည်းထွေးအနေဖြင့်ဒီတသက်ဒီကဘာတွင်ဘလို့များမေ့ပြောင်းလို့ရနိုင်ပါမည်နီ။မဲသည်မောင်းကိုထွေးချင်ရသည်။အခုတော့မူထွေးအပားမှာမောင်းခွဲခွာသွားလေပြီ။တသက်ပန်းဆွတ်ပဲသွားခြင်းမျိုးနဲ့ဖြစ်ပေသည်။ယခုလိုတစိမ့်ပြင်းပြင်းမကျင်မောင်းရလို့ စော်ခွာသွားသည့်တိုင်မောက်ကိုထွေးမနာကြည့်မိပါချင်းဒီလိုချစ်ရသူချင်းကွဲကွာရခြင်းကိုပင်ထွေးကတော့မောက်အားအပြစ်မတင်ရပေဘဝတွင်ရှောင်သွေး၍မရနိုင်သောကဲကြမ္မာလှိုင်းတပိုးကိုသာ အပြစ်တင်မိရသည် မောက်နှင့်ချစ်ခဲ့ပြီးတနေ့ကျကျော်နွေရာသီကောင်းဆုံးသည့်တနေ့တွင်အညာမြေမရန်ကုန်သို့ထွေးပြန်ခဲ့သည်ပကဲတွင်ရှိသည့်မြဖျားအစုံကိုပြညိုစွာဖူးမြော်ခဲ့ရ၍ ထွေဤစိတ်အစင်မှာလမ်းစံတို့နေပေသည်ပကိုးရောက်လှလို့ဖျားကြီးရွာမှအထွက်တွင် ထွေတို့စည်းလာသော ကားရှိဘိန်းမှာရှက်ကျိုးသွား၍ကားဘိန်းပြုတ်သွားကကားမှောင်လေတော့သည်တေကံမရောက်တင်မပြောက်ကြရတော့လဲကားမသူဒရိုက်ပါ ကိုကိုကြီးကလွဲနေရင် ထွေတို့မိသားစုအလုံးဒဏ်ရာရရှိကြသည်ဒဏ်ရာအပြည့်ထန်ဆုံးရသူမှာ ထွေဖြစ်နေသည်ပကိုးစေရွတွင်တောင်းရက်ခန့်တရာကုတာပြီးမှ ရန်ကုန်ပြန်ရောက်ကြသည်အထူးခွဲစိတ်ကုသသည့်ဆရာဝန်ကြီးတို့နှင့်ငွေကုန်ကြေးကျခံပြီးကုသသည့်တိုင် ထွေးခမညာတနကျော်မှပတ်တီးဖြေရသည် ပတ်တီးဖြေစဉ်ကထွေးအပားတွင် မောင်ရှိနေပါ၏မောင်နှင့်အတူထွေးတို့မိသားစုသည် ရင်ဖို့နေကြ၏ရင်ဖို့ကြားရသည်နှင့်အမျှထွေးမျက်နှာမှပတ်တီးများကို ဖြေလိုက်သည့်အခါတွင်ရုပ်ပြည့်စင်းပြည့်ဖြစ်သွားရရှာသောထွေး၏လှတမျက်နှာကလေးကို အားလုံးကနှမျောတတယူကျုံမရဖြစ်ကြရသည်စိတ်ထိခိုက်ကြရသည် အမေသည်သူမ၏ရင်ခွင်ထဲ၌ဝှက်ထားကစိတ်မနိုင်ခင်မရငိုရရှာသည် မောင်သည်လည်းစိတ်ထိခိုက်လွန်၍လာ မကြည့်ရလွန်၍လာတော့မပြောတတ်ပေအမေရင်ခွင်မှထွေးခွာလိုက်သည့်အချိန်၌ထွေးအပားတွင်မောင်မရှိတော့ချေအခန်းချအခုတော့ထွေးကိုမောင်စွန့်ပယ်သွားသည်မှာတလမပြစ်တန်သေးတော့လေ ထွေးအဖို့တော့10နှစ်လောက်ရှိပြီဟုစိတ်ထဲကအောက်မေတ္တာမှီနေသည်ဒီလိုမှဆော့ခွာသွားလို့လဲမောင်ကိုထွေးမနာကြည့်မိပြီမောင်လည်းမမောင်နိုင်ပြီဒါပေမဲ့လည်းရေဒီယိုမှဖြစ်စေတိတ်ရီကော်တာမှဖြစ်စေမောင်နှစ်သက်လာတော့လက်တမျက်နာတခြင်းကလေးနားလျင်တော့ထွေးသည်ခလုတ်ကိုပိတ်ထားလိုက်ရသည်မောင်ကိုတတိယလုံးလို့အော်ချစ်ချင်းမြတ်တာဆိုသည်မှာ အလှအပများလားဒီနေရာမှာတော့ဇာယေးစီယာတက္ကသိုလ်မောင်လှသူရေးသားထားတဲ့ချစ်သူလေးရဲ့မျက်နှာဆိုတဲ့မဂ္ဂဇင်းဝတ္ထုတို့ဟာပြီးဆုံးသွားပြီပဲဖြစ်ပါရဲ့ရှင်